အခုမှတိုက်ခါစားဆိုတော့เนาะအခုမှတိုက်ခါစားလွဲတွေတော့ရှိမှာပေါ့လေအာနောက်ပိုင်းခြာရင်တော့ကြည့်လို့ကောင်းတော့မှာပါအာဘာလို့လဲဆိုတော့ဒါကိုမစုံနာကြပြီဖြစ်တဲ့ကိုကဲကိုညီညီမတွေလိုပဲလေအဲ့လိုမျိုးပြန်ဆုံတဲ့အခါကျတော့စကားတွေလည်းနော်ဖောက်ခွင့်နော်ဖောက်ခွင့်နော်ပြီးနိုင်တော့မြောက်သားပုဒ်ပုဒ်နဲ့ပြောပြောနေရတယ်ပြောမှမြောက်သားပြောမနေတယ်ပြောမှလာပြောမှအဲ့လိုမျိုးဖြစ်နေရအဲ့တော့ပြောစရာကောင်းပါတယ်နောက်ပြီးတော့လည်း ကျုံနှစ်ကျော်ကလည်းသိတဲ့အတိုင်းပဲအရန်ခင်ကြရတယ်လေမောင်လေးကျော်ထက်စောနဲ့မောင်လေးကျော်ထက်အောင်ကလည်းအဲ့တော့အခါကျတော့ဒါမိသားစုတွေလိုပါပဲပြောစရာကောင်းတဲ့ပြဿနာလေးဖြစ်မှာပါဒီနေ့ကနော်ဒီနေ့ကဒီနေ့ကပထမအဆုံးစပြီးတော့တိုက်တန်နေဆိုတော့အကျန်းပေါ့နော်အကျန်းဆိုတော့ဒါဟိုဘယ်လိုပြောရမလဲကိုစကားသူစကားနောက်ပြီးကိုရင်းလဲစကားတွေလည်းမရသေးဘူးလေအဲ့တော့ညှိနှိုင်းတဲ့အစီအစဉ်ပဲရှိပါသေးတယ်ဟုတ်နောက်ပိုင်းနောက်နောက် နောက်ရက်တွေနောက်ရက်တွေဆိုရင်တော့ချောသွားမှာပါ။ချောသွားမှာ။ချောသွားဆိုတော့လို့ idea ပိုလို့ရတာနော်။အဲ့ဆိုနည်းနည်းလေးပြောပြပါဦး။ဟုတ်တယ်။မဟုတ်လို့နော်။ဆက်ကဆွဲပြီးတော့ကျက်စကြဟုတ်တယ်နော်ပိုလို့ရပါမလို့ဆိုတော့သူကလေကင်မရာလို့အဲ့လိုဟိုဘယ်လိုပြောမလဲဒီ zoom ရှိတာတို့ဒီလိုအကျက်တို့ပါတော့ပြနေရမဟုတ်ဘူး။ကိုယ်တကိုယ်လုံးအဝေးကနေကြည့်ရတာဆိုတော့ make up ကစားနော်။ပြဆက်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးပိုရတာပေါ့။ အဲ့တော့လှုပ်ဆိုလဲလှုပ်ချလိုက်တာလှုပ်ချလိုက်တာဘာသာတော့လဲဝေးကြတယ်ဟုတ်ပါဟုတ်ကြဟုတ်တယ်ဟုတ်တယ်သူ့ကိုကြည့်ပြီးရင်းနေရလေအဲ့တော့ကိုရီတောင်ရေးရတယ်ဆိုတော့ပရိသတ်ဆိုတော့ဘောဘောနဲ့နေမှာဘာဘာဘာလို့လဲဆိုတော့ဒီပြဆက်ရဲ့သဘောကပို့ပြီးတော့ over acting လုပ်ပြရတယ်ဒါမှသူကအဝေးကလူကလည်းကိုယ်ငြင်းမှာပေါ့နော်အဲ့အဲ့ဒီအတွက်ကိုရီကတော့ပြော့ ပြက်ဆက်ဟာလည်းရီးရဖို့ပေါ့အဲရီးတဲ့ဟာတာပြက်ဆက်လေးဆိုတော့လေဟုတ်ဟုတ်ဟုတ်မဆာလေးကပြောလုံတော့ပုံပုံအော်တာလားပေါ့စီကိုပြောတာ လုံနော်လုံပူလုံနော်ပူလုံနော်နဲ့အာသူမြောက်ပေးတာတိတော့အကောင်လုံးထဲမှာကလေးလေးလိုဖြစ်နေရနော်ခုနကမောင်းမောင်းဆိုပြီးပြေးလိုက်လိုက်ဆိုတာလေခုနကအရင်ကြီးကအရှိအရှိပဲဒီကြအကောင်ကအရှိအရှိကြားမှာလေအမကလေးလေးလိုဟုတ်တယ်အမဟုတ်တယ်ဟုတ်တယ်ခုလိုရဒီတိုင်းလေးလိုခုနကလည်းပြောနေတာမနဲ့မဆုံနာကြဘူးဟုတ်ပါဟုတ်ပါခုတော့အမအဲဒီတိုင်းလေးပဲမအဲလိုကောင်းလိုက်တာလေအများနဲ့ထိန်းထားနိုင်တော့လေအဲသဘောကျရင်ကတ်မေးနေရအမပူလို့နူတာလို့ပြောပြနေပူလို့နူတာလို့အဲ့တော့ဒါနီး prepared for takeoff. ရန်ကြပြီပေါ့နော်ရန်ကြပြီဟိုပေါ့စီလဲဟို ကလေးဘွားတွေကသူမောတယ်မောတယ်နော်မင်းမီမလုံသေးဘူးသူမောတယ်တဲ့ကအာသူသူရင်မဟုတ်ပေါ့စီရင်မဟုတ်ပေါ့စီကအမလေအဲမအေးတောင်းနဲ့အရင်ဆုံးတာပေါ့အရင်ဆုံးတာအမအေးတောင်းပြီးတော့ပေါ့စီအဲအဲ့လိုမျိုးပေါ့နော်သူတို့ညီမညောင်တွေကအဲ့လိုကိုရင်းနဲ့ခရီးတွေလည်းသွားဘူးတယ်အဲ့လိုပေါ့နော် မော်ရယ်ရှိုးတွေနဲ့နော်အမကဒီကလေးလေးလိုရှင်လောင်းရှင်ပြုတ်လောက်ရတယ်လေအဲလိုတသားတို့တမီးလိုရှင်ပြုတ်လောက်ရမှာအမတို့ကလိုက်ခဲ့သေးတယ်အမှတ်မိသေးတယ်အခုအကျန်းကလေးတွေအားလို့ကြည့်ရောဟိုဖုံးမင်းတို့ပါလို့ဆိုကြီးလာပြီလေကလေးကကိုကိုကကြီးသွားတယ်လို့မသိသေးဘူးအဲကလေးတွေတွေ့မှာပဲသူကတည့်ရမှာအရန်ရိုက်ပြီးတော့ကလေးတွေတက်ကတူရွာတက်နေပြီးတော့ဟောငါတော်တော်ကြီးလာပြီအဲ့တော့မှသတိရတယ်လို့ကလေးတွေတွေ့မှာလေကလေးတို့ပဲအများကြီးထားလို့ရှိနေရမှာရှိနေရနော်တက်နိုင်ရတာတော့ အခုမှတိုက်ခါစားဆိုတော့เนาะအခုမှတိုက်ခါစားလွဲတွေတော့ရှိမှာပေါ့လေအာနောက်ပိုင်းခြာရင်တော့ကြည့်လို့ကောင်းတော့မှာပါအာဘာလို့လဲဆိုတော့ဒါကိုမစုံနာကြပြီဖြစ်တဲ့ကိုကဲကိုညီမတွေလိုပဲလေအဲ့လိုမျိုးပြန်ဆုံတဲ့ခါကျတော့စကားတွေလည်းနော်ဖောက်ခွဲ့နော်ပြီးနိုင်တော့နှစ်ယောက်သားတို့တို့တို့နဲ့ပြောပြောပြောနေရတယ်ပြောမှနှစ်ယောက်သားပြောမနေတယ်ပြောမှလာတယ်အဲ့လိုမျိုးဖြစ်နေရအဲ့တော့ပြောစရာကောင်းပါတယ်နောက်တော့လည်း ကျောင်းနှစ်ကျော်ကလည်းတည်တဲ့အတိုင်းပဲအရန်ခင်ကြရတယ်လေမောင်လေးကျော်ထက်စောနဲ့မောင်လေးကျော်ထက်အောင်ကလည်းအဲအဲ့တော့အခါကျတော့ဒါမိသားစုတွေလိုပါပဲပြောစရာကောင်းတဲ့ပြဿနာလေးဖြစ်မှာပါဟုတ်အခုရဲ့ဘဝလေးကတော့ပို့ပြီးတော့အေးချမ်းသွားတာပေါ့နော်ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ဆိုရင်ခုနကဝါဆိုမြမနှစ်ယောက်ပြောပြကြတယ်အဖေလေးမိလေးကစားသူ့ရဲ့ဖေလေးမိလေးကအိုခံကောင်းလိုက်တာတမိသုံးအောင်ရှိရဲ့နိုင်ငံတနိုင်ငံစီမှာလေအမ်အမ်ပေါ့စီကဘန်ကောက်မှာအကြီးမကြီးက UK မှာ အငယ်မကကျတော့ပြင်သစ်မှာအဲဆိုတော့ အဲ့အမေရီယာလည်းအလိုပဲဟိုသမီးအိမ်နေလိုက်ဒီသမီးအိမ်နေလိုက်အဲ့လိုမျိုးပေါ့နော်အမေရီယာနေအမေရီဖေးရီနေနဲ့လည်းဘာမှပူစရာမရှိဘူးဒါညီမသုံးအောင်လုံးအောင်သိရမှာအာသူတို့အတွက်စိတ်အေးရတာပေါ့နော်အဲပြီးတော့လည်းအခုဆိုရင်ညီရတော့မှဆိုတော့နော်အလားငယ်ဆုံးလေးကညီရတော့မှဆိုတော့ညီကပျော်နေပျော်နေတာပေါ့အေး ဒီနေ့မှတွေ့ရဘာမှအောင်မကောင်းကောင်းလုံးတော့မပြောလို့မကုံပြောလို့မကုံသေးဘူးပုံပုံကပုံလောက်တော့မရမရပဲရှိသေးတယ်ဒါတော့မှနှစ်ယောက်တွတ်တွတ်တွတ်နဲ့ပြောလိုက်မစာကြက်လိုက်နေမလားပြန်လမ်းခေါ်လိုက်လမ်းတို့လည်းရောက်နေပြီဝင်ရတော့မယ်ဆိုပြီးအဲ့လိုဖြစ်နေအဲ့လိုဖြစ်နေအကုန်မပြောရသေးဘူးဒါပေမဲ့တော်တော်ပြောနေပြီနော်တော်တော်ပြောကန်ဖက်ပြောတယ်ဘောမှကမ်းဖက်လားကမ်းဖက်ကအဲ့ဒါကြောင့်ပြောတာညီမလို့အမှုပညာမလို့ခဲနဲ့မနေနိုင်ဘူးမလားလို့ဘလောက်ပဲပြေဆုံးပြေဆုံးလို့ ဟုတ်တယ်တမရဲ့သမီးပြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်နဲ့ဒီကိုလုတ်ကိုလုတ်ချင်တယ်ပေါ့နော်ကောင်းတယ်လို့ပြန်ပြီးတော့ပေါ့နော်ဝင်လာတာလို့အားလို့ဝမ်းသာတယ်ပေါ့နော်အမအခုမဆာလေးတို့ဒီပေါ့နော်ရုပ်ရှင်သဘင်ခီတပေါ့နော်တယောက်တည်းရဲ့စီကမှာပါရှင်အဲ့တော့မဆာလေးတို့ရုပ်ရှင်ကတော့၁၀ရက်နေမှာကပြမှာပဲဖြစ်ပါတယ် အာအမျိုးသားဆက်ရုံမှာပါပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီရုပ်ရှင်သဘင်ဂီတပွဲကြီးမှာ အလင်ဘေးတဲ့နဲ့ပြည်သူတွေအတွက်ရံပုံငွေပွဲလေးပါနော်အဲ့ပွဲလေးမှာ လာရောက်ပြီးတော့ပေါ့နော်အပေးချပါအောင်လို့ထိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်